ားကျေးဇူးပရိသတ်ကြီးမင်္ဂလာပါခင်ဗျကျွန်တော်မောင်ဒီပါ lucky လေးရောလောက်လိုက်လာပါပြီဒီမှာလုံးဝကျွန်တော်ရောက်နေတာကဘာဈေးကနံပါတ်1ပေါ့နော်ကားကုမ္ပဏီ Toyota အဲ့ Toyota ပွဲထုတ်တဲ့ကားကတော့26စီးတောင်များ Lexus ရဲ့ Toyota နဲ့ပေါင်းပြီးတော့2မျိုးပေါင်းပြီးတော့ပေါ့နော်ကား26စီးတောင်တို့ကပွဲထုတ်တာအဲ့ထဲမှာမှာဒီမှာတို့အကြော်ညာဆုံးကဒီ2025 Fortuner ကြီးကျွန်တော်မြန်မာနိုင်ငံမှာလည်း Fortuner ပရိသတ်တွေအများကြီးရှိမယ်လို့ထင်တယ်အဲ့ဒါအောင်မှာဒီကောင်2025 Fortuner ရုပ်ကြီးကလုံးဝပြောင်းသွားပြီ Black Edition လို့အထားဒါပေမဲ့ကားကတော့ Bar White ပေါ့နော် အဲ့ဒီအောင်မှာဒီ share ဆိုရင်တော်တော်ပြောင်းသွားပြီ share တွေတော်တော်ပြောင်းသွားပြီမီးလည်းပြောင်းသွားပြီအောက်ကိုဖောင်းကြွဒီဇိုင်းပိုဖြစ်သွားအရင်လိုအရင် flat ဖြစ်တဲ့ပုံစံမျိုးမဟုတ်တော့ဘူးစံသားနှလုံးမဲ့ပါတယ်ဒီကမှာဒီမှာတစ်လုံးပါတယ်ဥပတ်တော့မှာတစ်လုံးပါတယ်ဒါပဲဒီနှလုံးမဲ့ပါဒီကအတွင်းကောင်ဘာပဲပါလဲဆိုတော့ချက်လောက်သွားကြည့်အောင်ဒီမှာဗျအတွင်းကမသွားခင်ဒီကောင်ဒီအလွိုင်းပေါ့နော်အဲ့ဒါအောင်မှာရွှေအောင်တော်တော်လှ ကဲတော်လိုက်ခဲ့ကြည့်ပါဦးဗမ်းမှန်ပါပါမီးလေးလင်းနေတာပါတယ်ဒီမှာ360ပေါ့ Fortuner ထုံးစံအတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီ Fortuner ကိုဆိုရင်ပြောကြတယ်ဒီလို model အမြင့်ဈေးလဲယူရသားနဲ့ဘာလို့တခြားကားတွေလိုမျိုးအတွင်းကမမြင့်လာလဲပေါ့ဒါလည်းမေးတော့မေးစရာဖြစ်တယ် Toyota အနေနဲ့ဘာလို့ဒီလိုမျိုး2025လို့ဟာမျိုးမှာပြိုင်ဘက်ကုမ္ပဏီတွေအများကြီးရှိတဲ့တဲမှာဒီပေါ့နော်သူ့ရဲ့အများနဲ့ပောက်တဲ့ပေါ့ကျွန်တော်တို့ Highlight Series ကိုအခြေခံပြီးထုတ်ထားတဲ့ဒီ Fortuner ကိုဘာလို့ तू က မမြင်လာရလဲပေါ့အတွင်းကန်းကိုဒါဘာလို့လဲတော့ Toyota Company Passion ပဲတည်မှာပဲပေါ့နော်ကဲတော့ကျွန်တော်ဆက်လိုက်အောင်ဖုံးစံနိုင်မယ်မှန်ညိုးမှန်ကောက်တွေပါမယ်မှန်နေမှန်ချပါမယ် speaker ဒီပေါ်မှာသေးသေးလေးလုံးပါတယ် JBL တဲ့ sound system မှာမိုက်မယ် JBL ဆိုရင်တော့ကဲခဲကောင်ဝင်ထိုင်ကြည့်လိုက်အောင်ကဲဗျာဒီမှာဒါကျွန်တော်တို့ရဲ့နာမည်ကြီး Toyota ကြီးပေါ့ဒီမှာဆိုရင်ဒါကျွန်တော်တို့ဝင်ဝင်လာချင်းမှာဘယ်ဟာဒီ luxury ဖြစ်လဲဆိုတော့ဒီ CRI ဝင်းစီဖြစ်တယ်သူတုံးထားတဲ့ဟာဒီကျွန်တော်တို့လေသာကြီးပဲမဟုတ်တော့ဘူး ဒီလိုမျိုးပေါ့နော်အပြောင်သားကိုတုံးပေးတယ်အဲ့ဒါအောင်မှဒီလေသာအုံနဲ့ကိုင်းရဒီကတော်တော်လှတယ်ဒါပေမဲ့နေလေဆိုရင်တော့မျက်စိစူးလိမ့်မယ်အလင်းရောက်နေပါတယ်ဒီပေါ်ကိုကြိုက်အဲ့ဒါပြီးသွားရင်ကျွန်တော်တို့ဒီမှာမှန်လေးတွေကိုကြည့်တယ်မိုက်တယ်အရှိတက်ဘုတ်ဆိုလဲသူကတော့ဒါလုံးဝ economy style ပဲ fiber လေသာမပေါက်အဲလေသာဒီမှာသွားပါဒီမှာလေသာ fortuner ဆိုကြီးထည့်ပေးတာဒါလေးကိုနဲ့ဒီပေါ်ပွင့်တယ်အဲတိုးဒါတော့ဒါစက်ရုပ်တို့ပေါ့လေအဲ့လိုထင်တယ်နေ့အပေါ်တစ်ချက်ပွင့်တယ်အောက်တစ်ချက်ပွင့်တယ်ပေါ့အဲဒီရဆိုပစ္စည်းအများကြီးထည့်လို့ရတယ်သူ့တိုးတာထား တော်မိုက်တယ်ဒီလေပေါက်တွေပါတယ်ဆိုရင်မြားဒါဆို old school design တွေဖြစ်သွားပြီတကယ်တကယ်သူ့ရဲ့ပေါ့နော် screen ပေါ့ဒါကျွန်တော် display ပါမယ် display ဟိုမှာအောက်မှာသူကဒီ aircon တို့ပါတို့ဒါဆိုရှေ့ခင်မသိရင်မြားကျွန်တော်တို့ cassette တိတ်ခွေမှာတုံးတဲ့ cassette design အောင်ဖြစ်နေတယ်သူကအဲ့ဒါမျိုးကိုပြန်သွားတာတူ e boy change လို့ရတယ်ဒီမှာတော့ gear gear လည်းတရားပုံမှန်ပဲကျွန်တော်အရင်ထူးထူးဆန်းဆန်းကြီးဖြစ်တဲ့တဲကိုမပါဘူးသူကတော့ mode 3မျိုးပေးတယ် sport eco normal ပေါ့နော် cruise control တို့ပါတော့ပါတယ်ဒါကတော့တရား CRI မှာလည်းလုပ်လို့ရတယ် ထဲကတော့မစိုးပါဘူးတတ်တောင်းတတာရှိတယ်ထိုင်ရတာကျစ်တယ်ပေါ့ဟိုလိုအရန်တော့စိန်ကြနေရတဲ့ကိုမပါအောင်ဈေးအများကြီးဒါ luxury mode လိုမျိုးကိုယူပြီးတော့ဒီလိုဟာမျိုးကိုဘာလို့ဒီလောက်ပဲလှုပ်ပေးလဲတော့ကျွန်တော်လည်းမသိဘူးကဲကျွန်တော်တို့နောက်ခုံသွားထိုင်ကြည့်လိုက်အောင်ကဲဗျဒါကျွန်တော်တို့ Fortuner ရဲ့တော့ဆရာကြီးထိုင်ကုန်ပေါ့ထိုင်ကြည့်လိုက်မယ် ီကောင်ဆိုကတော့ကျဲတယ်ဗျဒါပေမဲ့လေသာကြီးတွေကမာမာကြီးတကယ်တကယ်ဒါတွေကပျက်စီးချိတ်ဖို့ဟာလေးတွေကိုသူကဒီလိုလေးကိုထည့်ပေးလိုက်တယ်ပြင်ဗျာသူက round egg ဖြစ်တယ်သူက round egg ကိုဒရူဇန်ဒီအပေါ်တင်ပေးလိုက်တယ်အဲ့ဒါမှမှဒီမှာနေကျွန်တော်တို့မီးပွင့်လို့ရတယ်ဒီကနေ egg ကိုအတိုးလျှော့ကျွန်တော်ထိန်းလို့ရမယ်သူများတွေကဒီလိုအလဲမှာ round egg ကိုထည့်တဲ့အချိန်သူကတော့တစ်ခစ်စမ်းလိုက်တာပေါ့အရင်ကကားကြီးမှာပါတဲ့ design ပေါ့နော်အမှန်တကယ်ကျွန်တော်ဒီမှာ charging အတွက်ကိုလည်းသူကပို့တေးလုပ်ပေးတာတယ်ရှင်းရှင်းပဲဗျသူကတော့တူတာတော့တူတာပဲဒီ design ဒီဈေးတန်း ီဟာဆိုရင်တော့ degree ရမယ်ဆိုတဲ့ဟာမျိုးဒါသူနဲ့ရှင်တဲ့ပြိုင်ဘက်တွေဆိုရင်အများကြီးလေတခြားပြိုင်ဘက်ကားကုမ္ပဏီဆိုအများကြီးတိုးတက်အောင်လုပ်နေတာသူဘာလို့ဒီလိုမလုပ်လဲကိုကျော်လည်းမသိဘူးဒီအထဲဆိုအရန်တစားရိုးရှင်းလို့နေပြင်ပိုဆိုးတာဒီမှာလဲတော့အဖြူကြီးလောက်တာဗျလက်တွေကြိုင်မဲ့နေရမှာအဲ့ကောင်ကမဲမှာကြိုင်ကာဗွန်လေးပဲပြန်ပါတယ်မဆိုးဗျာ fiber ဘာညာနဲ့ပဲပေါ့ဗျာဒီလိုမျိုးကျုံးကွက်ဘာညာတော့မလုပ်တော့ဘူးအဲ့လိုဟာမျိုးတော့နောက်ဖုန်းတစ်ချက်သွားကြည့်လိုက်အောင် ဲ့ဒီမှာဗျာဒါကျွန်တော်တို့ Fortuner ပေါ့နော် Fortuner 2025ရဲ့အနောက်ပိုင်းဒီကောင်ဆိုလဲဒါလုံးဝဒီဇိုင်းကတော့ဗျာအစ်စ်ဟိုဟာဟိုမှာသူက Fortuner တစိ့ကိုတော့အနက်ကိုအနက်နဲ့ပြန်လုပ်လိုက်တာဒေတာကြီးမှပဲသိတော့မယ်ပေါ့ဒီဘက်မှာကျတော့သူက Legend ာဆိုပြီးလုပ်လိုက်ဒီကောင်ကတော့2.0ဒီဇယ်ပေါ့အဲ့တော့မှသူကဒီမှာ Sigma 4 e-sigma 4ပေါ့နော် s series ပေါ့ဒီမှာဗျဒီကောင်ကစင်ဆာကြတော့၅လုံးပါတယ်အနောက်မှာအဲ့တော့ကျွန်တော်အခုတကားပွင့်ကြီးလိုက်မယ်မြင်လာတော့အနောက်ကြီးကတော့တော်တော်မြင့်နေဗျဒီကောင် spare wheel ကလည်းထုံးစံအတိုင်းဒီအောက်မှာတူထည့်ထားတဲ့ဟာမျိုးပဲကဲတော့ကျွန်တော်တစ်ချက်တကားကိုတကားပွင့်ကြီးလိုက်မယ် ကားကတော့နောက်ဖုံးမော်တာပေါ့ဗျာအဲ့ဒါမှသူက9ယောက်စီးဆိုတော့ဒီနောက်မှသူကခုံးနှခုံးလူမျိုးအရှိကိုခောက်တာမဟုတ်ပဲနဲ့ဒီဘောကိုခောက်တာလုံးလိုက်အဲ့ဗျအဲ့ဒါကြာရင်ကလေကျိုးတွေပါရေဟိုဟာမဖြစ်တော့ရင်ကျုပ်ကြရတော့ဘောဆိုမှန်နေပါရင်နားဆိုအန်နီရတော့ဖြစ်နိုင်တယ်ထင်တယ်ကျွန်တော်အတင်ဘာလို့ဒီရှေးဟိုးဆွဲဒီဇိုင်းတွေကိုစက်သုံးနေသေးလဲကိုကျော်လဲစဉ်းစားလို့မရအောင်သူများတွေကအများကြီးဒီတက်ပို့ပြီးတော့မိုက်တဲ့ဟာတွေကိုလုံးနေအဲ့တော့ဒီအတွင်းကန်းဆိုလဲသူကတော့မိုက်ပါတယ်ဒါကျွန်တော် luggage အကြီးကို3-4လုံးလောက်တောင်ဆက်နေတော်တော်ကျယ်တယ်လို့ပြောလို့ရတယ် ဲအဲ့တော့ကျွန်တော်တို့ဒီကားရဲ့ performance ကရောဘယ်လိုဟာမျိုးယုံမေးမှာလဲဆိုတော့အချိန်ကောင်းတစ်ချက်သွားကြည့်လိုက်ရအောင်ကဲဗျာကျွန်တော်တို့ဒါလုံးဝနာမည်ကြီးတိုတိုင် Fortuner series ပေါ့နော်အဲ့ကောင်ကျွန်တော်တစ်ချက်ဖွင့်ကြည့်လိုက်အာ okay ကျွန်တော်တို့ဒီဇယ်ပေါ့နော်ဒီဇယ်2.8ဒီဇယ်2.8ကိုတာဘိုနဲ့လာတယ်ကျွန်တော်တို့ torque ကတော့ 900nm ရှိမယ်အဲ့ဒါမှ6 speed transmission gear နဲ့ပေါ့နော်အဲ့ဒါမှသူက 2v 4v ပြောင်းလို့ရတယ် ကဲဗျာအဲ့လိုမျိုး performance advisor နဲ့ပေါ့နော်ဒါလုံးဝကျွန်တော်တို့ SUV 9ယောက်စီးကားကြီးအကြွားကြီးရတာလမ်းကြမ်းပဲမောင်းမောင်းမျိုးတွေပဲမောင်းမောင်းကျွန်တော်တို့မြန်မာနိုင်ငံလိုနိုင်ငံမျိုးတွေမဟုတ်ဘူးကမ္ဘာလုံးကကားချစ်သူတွေကြားထဲမှာပါဒါနာမည်ကြီးတယ်ပေါ့နော်ကမ္ဘာနံပါတ်1 Toyota company ရဲ့ Fortuner ကိုရောင်းနေစည်းကြတော့အမကန်ပဲသူကလည်းအဲ့ဒါကြောင့် grade တွေလျှော့တာထင်တယ်ဘဏ္ဍာတန်းပဲရှိရဲ့ဘဏ္ဍာတန်းဆိုတာကျွန်တော်တို့မြန်မာပတ်စံနဲ့ဆိုရင် သိန်း2600အောင်မပြည့်ဘူးအောက်ကိုရောဦးမှာသိန်း2000ကတပတ်လည်မာတဲ့အယောင်းဝယ်ဖြစ်နေတဲ့ကားကြီးအဲ့တော့ဒီဈေးနဲ့ဆိုတော့လေသူကလည်း performance ဆိုဒီလောက်လုပ်ပေးတာပဲကျွန်တော်ကတော်လာပြီလို့တော့ပြောရမှာပဲကားတွေကိုချစ်တဲ့ကျွန်တော်ကကားချစ်သူပရိသတ်ကြီးတို့အတွက်ကားလောကသားတိုင်းရဲ့အသေးကြော် Toyota Fortuner ကိုမှ Legendar ဆိုတဲ့ series ကားအကြောင်းကိုရှင်းပြခဲ့တာကဲအားလုံးပဲရှင်လန်းချမ်းမြေပါစီဗျာ